ဘူးမငင်းချမ်းဆိုတာတယောက်တည်းမငင်းချမ်းဘူးမဟုတ်ဘူးပြည်သူလူထုတရားလုံးမငင်းချမ်းတဲ့အနေအထားကိုကျွန်တော်တို့ရောက်သွားတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကငင်းချမ်းအောင်ဆောင်ရဲနိုင်ဖို့အတွက်ကျွန်မအားသွန် concept ချွေးနေဖို့ဒီပွဲကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ငင်းငယ်တို့အဖြစ်ရပါတယ်အော်ကျမတို့ရလာမှာပါတဦးတယောက်ထဲပြောတယ်ဆိုတာထက်ဒီပွဲက resort တွေရလာမှာအဲ့ဒီရလာတာကိုနိုင်ငံတော် အကြီးအကဲစီကိုတင်ပြပြီးတော့မှနိုင်ငံတော်အကြီးအကဲကဒါကတော့ဖြစ်တင်တယ်ဒါကတော့မဖြစ်တင်ဘူးဆိုတာမျိုးကိုပြန်နေသုံးသပ်တာအာပြီးလို့ရှိရင်ဆင်ခြင်စဉ်းစားတာပြီးလို့ရှိရင်နောက်ဆက်တဲ့ပွဲတွေခေါ်တာစတဲ့အပြင်ဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘလို့ဘလို့ရလက်တွေထွက်လာမလဲဆိုတာကိုတခါသေးပြောဖို့ရအတွက်မဆွေးနေပဲနေခြင်းတဲ့ဆွေးနေပွဲဟာကောင်းတယ်တယောက်နဲ့တယောက်တွဲဆုံခြင်းအဖြစ်မန်တေရွတ်သွားတယ်မြို့တန်ရှင်းတွေရွတ်သွားတာပေါ့လေအဲ့ဒါပထမရလက်ပဲ ပြီးလို့ရှိရင်ဒီငင်းကြမ်းရေးဟာဘလောက်တန်ဖိုးရှိတယ်ဆိုတာကိုအာပြည်သူလူထုတရားလုံးသိလာနိုင်တယ်အဲပြီးအဲ့ဒါကြောင့်ပဲငင်းကြမ်းရေးစကားဝန်းကလိုအပ်တယ်ဆိုတာကိုကျွန်မတို့ပြောနေရှင်ဖြစ်တယ်ဆိုလို့ရှိရင်ငင်းကြမ်းရေးဆိုရင်ပြီးပြီလားဆိုမပြီးဘူးဘာကြောင့်မငင်းချမ်းလဲဆိုတာပြည်သူတွေရဲ့ရင်ထဲမှာ ရှင်းနေကြတဲ့စကားတွေကိုလည်းဒီနေရာမှာကြားလာရမှာဖြစ်တယ်။ငေါန်းဆောင်တရဲ့ရင်ထဲမှာရှိတာကိုလည်းဒီနေရာမှာကြားလာရမှာဖြစ်တယ်။ဆိုတော့ဒါတွေဟာဆိုလို့ရှိရင်နိုင်ငံတော်အကြီးအကဲနဲ့လည်းပြားလေသုံးသပ်ဆင်ခြင်စဉ်းစားဖို့အတွက်အချက်တွေအများကြီးရလာနိုင်ဖို့ပဲကျွန်မရှင်းပြီးတော့မှပြောချင်ပါတယ်။ဒီတော့ကိုယ်ကငင်းငယ်ကြီးအတွက်ဘယ်လောက်ထိအောက်ကြည့်နေကြလဲ။ တပိုင်းတစအထကိုပြုတ်တယ်လို့ပဲကျွန်မပြောချင်ပါတယ်ရွေးကောက်ပွဲတစ်ခုတည်းနဲ့တော့မငြိမ်းချမ်းနိုင်ပါဘူးဒါပေမဲ့တစိတ်တပိုင်းတော့အထကိုပြုတ်တာဖြစ်နိုင်ပါတယ်ရွေးကောက်ပွဲစိတ်သုံးသွားတာလည်းကြာသွားပြီအာလေးနှစ်အတွင်းကိုရောက်သွားပြီဆိုတော့ရွေးကောက်ပွဲကလည်းတစိတ်တပိုင်းအထကိုဖြစ်နိုင်တယ်လို့ရွေးကောက်ပွဲတစ်ခုတည်းနိုင်ငံရေးပါတီတစ်ခုတည်းနဲ့နိုင်ငံတို့တစ်ကိုသွားလို့မရသေးပါဘူးကျမတို့လည်းနဲ့ကင်တော်လန်ရဲ့အဖွဲ့အစည်းတွေထဲမှာပါနေကြတဲ့ပုံကိုယ်တွေဘလောက်ပါလာနိုင်ပါလဲ SCA ကိုလက်မှတ်ရေးထိုးထားကြတဲ့ကျမတို့လိုအဖွဲ့အစည်းတွေကခေါင်းဆောင်တွေဘလောက်ထိဂတိကဝတ်တွေပေးနိုင်မယ်ဟိုနိုင်ငံတို့အစိုးရကလည်းဂတိကဝတ်တွေကိုဘလို့ပေးနိုင်မယ်ဟိုအဲ့ဒါကတော့ပို့ပြီးတော့မှအရေးကြီးပါတယ်နောက်ပြီးလို့ရှိရင်ဒီဟိုလက်နက်ကင်တော်လိုင်းကြီးဖြစ်ပေါ်လာရခြင်းရဲ့အနေအထားတွေကိုလည်းပြန်လေသုံးသပ်လို့ရနိုင်တဲ့အနေအထားအများကြီးရသွားနိုင်တယ်လို့ကျမထင်ပါတယ် ခါတိုင်းငင်းငင်းဒီဆွေးနွေးပွဲနဲ့မတူဘဲနဲ့စူပါရီကဏ္ဍမှာပါမှာဆိုတော့ငင်းငင်းရဲ့စူပါရီကိုဆက်ဆက်မှုရှိအာငင်းငင်းရဲ့စီးပွားရေးကတအားငိမ့်သက်တာပေါ့ဟိုအဲ့ရကထလာတာနဲ့ထမင်းမဆက်ရလို့ရှိရင်ဘယ်သူမှငင်းကြင်ရစကပြောနိုင်တော့မှာမဟုတ်ဘူးအဲ့ဒါကြောင့်နိုင်ငံတည်ငြိမ်ဖို့ဆိုလို့ရှိရင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်းအင်မတန်မှအရေးကြီးပါတယ်စီးပွားရေးအတွက်အလုံးလုံးနိုင်ဖို့အခွင့်အလမ်းတွေကိုဘယ်လိုချချနိုင်မှာလဲဘယ်လိုလုပ်ရမှာလဲဆိုတာလေဒီပွဲမှာတော့ဟိုအဓိကပေါ့လေအဓိကဆွေးနွေးနိုင်ကြလိမ့်မယ်လို့တော့ကျွန်မယုံကြည်ထားပါတယ် ေကောက်ပင်တော့ပဲမြန်မာနိုင်ငံကြီးချင်းနေတာအဲ့ဒါတော့ခမ်းမန်းဖို့ကတော့အနည်းငယ်စိုးပါသေးတယ်ဟိုနိုင်ငံရေးထဲမှာထဲထဲဝင်ဝင်ပါလင်ပါနိုင်ဖို့အတွက်လူသစ်တွေအများကြီးပါလာနိုင်တယ်အဲ့ဒီထဲမှာဆိုလို့ရှိရင် NCA လက်မှတ်ရေးထုတ်ထွက်ကြတဲ့ပုံကိုယ်တွေကိုကဘယ်လိုစဉ်းစားမှလဲအဲလက်နဲ့ကင်နေစေပုံကိုယ်မျိုးကဘယ်လိုနည်းနဲ့စဉ်းစားမှလဲဆိုတာကတော့ဟိုကျွန်မပြောဖို့အတွက်အမှန်တမ်းစိုးနေပါသေးတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျမတို့ငင်းချိုင်းရေလုံးနေရရှင်းသည်ကျမပုံမှန်ပြောနေတဲ့စကားကတော့ကျမတယောက်ထည့်အတွက်မဟုတ်ဘူးမိသားစုအတွက်တက်တက်မဟုတ်ဘူးကျမပါတီအတွက်တက်တက်မဟုတ်ဘူးကျမကြိုးစားနေခြင်းကြိုးပမ်းနေခြင်းသည်ကျမတို့နိုင်ငံအတွင်းမှာရှိနေကြတဲ့ပြည်သူလူထုတရားလုံးတွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ဒီလိုကြိုးပမ်းခြင်းသည်ဟောပါတော့ ဟိုအစိုးရတစ်ဖက်တည်းကိုမဲလုံးပေးပြီးတော့မှကျွန်မတို့လုံနေခြင်းမဟုတ်ဘူးအစိုးရကိုလေကိုချင်းစာတာရှိတယ်လို့နေပေဒေတာအတိအသီးမှာဒုက္ခရောက်နေကြတဲ့အခက်ခဲကြုံနေကြတဲ့မိသားစုအားလုံးရဲ့အခက်ဖြစ်စဉ်ကိုလေကျွန်မအနေနဲ့ရင်ထဲမှာတကယ်ခံစားပြီးတော့မှတတန်းငန်းလုံးအေးချမ်းရေးအတွက်ကိုကျွန်မတို့ကြိုးပမ်းနေတာဖြစ်ပါတယ်ဆိုတာကိုပြည်သူတွေကိုကျွန်မတင်စကားပါရှင်းပါတယ်ဟုတ်